ဒီလိုမျိုးအောင်လာအဆန်းရဲ့ပွဲစဉ်တွေကိုအပတရအားပေးရမှုတွေကမနေ့ဖြန်အော်တိုဘာလ၄ရက်စနေနေ့မနက်ပိုင်းမှာတော့သူ့ရဲ့နောက်ဆုံးပွဲကိုကြည်ရဲဆုံးသက်တော့မှာဖြစ်ပါတယ်။ အောင်လာရေးဆန်းကသူ့ရဲ့ဖိုက်တာဘွားနောက်ဆုံးပွဲကို ထိုင်းနိုင်ငံမှာရှိတဲ့လွန်မနီအာဂရာကွင်းကြီးမှာကျင်းပသွားမဲ့1536ပြိုင်ပွဲကြီးမှာစွီဒင်ဖိုက်တာဇီဘက်စတန်ကာတက်စတန်နဲ့ရှင်ပြိုင်ထိုးသက်သွားတော့မှာပါဆိုပါ1536ပြိုင်ပွဲကြီးကို တွဲဆိုင်ပေါင်း6ဆိုင်နဲ့ကျင်းပသွားမှာဖြစ်ပြီးအော်လိုက်အစဲရဲ့တွဲဆိုင်ကတော့တွဲဆိုင်နံပါတ်8နေရာမှာတည်ရှိနေတာပါ 1539ပြိုင်ပွဲကြီးကိုတော့မနေ့ဖြစ်အော်တိုဘာလ၄ရက်စနေနေ့မနက်ပိုင်းမြန်မာစံတော်ချိန်မနက်9:00နာရီခွဲကစတင်လို့ကျင်းပသွားမှာပါ ဝမ်ချမ်ပီယံရှစ်အဖွဲ့အစည်းကတောက်ကြနေညမှာကျင်းပတဲ့ပွဲစဉ်တွေကိုတော့ဝမ်ချမ်ပီယံရှစ်ရဲ့ Facebook page နဲ့ YouTube channel တွေကနေတိုက်ရိုက်ထုတ်လွှင့်ပြသပေးမယ်။အခြားသောနေ့တွေမှာကျင်းပတဲ့ပွဲစဉ်တွေကိုတော့အနောက်နိုင်ငံတွေကိုဈေးကွက်ထိုးဖောက်တာဖြစ်တဲ့အတွက် Pay-per-view ပုံစံမျိုးနဲ့ကြီးကြရမှာဖြစ်ပါလေ။ဒါကြောင့်မနေ့ပြန်ကျင်းပမယ့်159-36ပြိုင်ပွဲကြီးကိုတော့ဝမ်ချမ်ပီယံရှစ်ရဲ့ Facebook page နဲ့ YouTube channel တွေကနေတိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာမဟုတ်ပါဘူး။မြန်မာနိုင်ငံကပိတ်သက်တွေ ေနဲ့ Skynet Sport ရုပ်သံလိုင်းတွေကနေကြည့်ရှုခွင့်ရကြမှာဖြစ်ပါတယ်အော်လိုက်ဆန်နဲ့ဇီဘက်စတီယန်ကာဒက်စတန်တို့ရဲ့ပွဲစဉ်ကမနေ့ပြန်အော်တိုဘာလ၄ရက်စနေနေ့မနေ့ပိုင်း9နာရီခွဲဝင်းကျင်မှာကြီးကြရမှာဖြစ်ပါတယ်။ဒါပေမဲ့ရှေးပွဲတွေစိုးရင်စိုးသွားနိုင်တာမို့အော်လိုက်ဆန်ရဲ့ပွဲစဉ်ကိုမြန်မာစံတော်ချိန်စနေနေ့မနေ့9နာရီခန့်ကစောင့်ကြည့်တင်ပါတယ်။ အောင်လာရဲ့ဆဲနေနေသူ့ရဲ့ fighter ကနောက်ဆုံးပွဲမှာအစွမ်းကုန်ကြိုးစားလာမှဖြစ်လို့ကျွန်တော်တို့ဒူဆောက်မြော်အားပေးလိုက်ကြရအောင်ဗျာ